ဒီနေ့ Microsoft Word ထဲမှာဒီလိုမျိုး CV form လေးရရှိမယ်နော်အဲ့တော့ဒါလေးဆိုရင် CV form ရိုက်ထားတယ်အဲ့တော့ရိုက်ထားတဲ့ CV form ရဲ့အောက်ဘက်မှာလက်မှတ်လေးထည့်ခြင်းတယ်ဘယ်လိုထည့်မလဲအဲ့တော့လက်မှတ်ထည့်တဲ့အခါမှာပိတ်ထဲမှာလက်မှတ်လေးထိုးပြီးတော့ခေါ်ထည့်လို့ရတာတနည်းရှိတယ်နောက်တစ်ခုကတော့အပြင်မှာစာရွက်ထဲမှာအပြင်စာရွက်အဖြူမှာဘောပင်နဲ့လက်မှတ်ထိုးထိုးပြီးတော့အဲ့ဒီလက်မှတ်ထိုးထားတဲ့စာရွက်လေးကိုဓာတ်ပုံရရိုက်ပြီးတော့ကိုဖုန်းနဲ့ laptop တွေကိုရအောင်ရင်ထည့်ထားအဲ့ဒါနဲ့ခေါ်ထည့်တာရှိတယ် เนาะအဲ့တော့ပထမတစ်ခုပိတ်နေရနေခေါ်တဲ့လုပ်ငန်းလုပ်မယ်ဆိုရင်အောက်ကမှန်ဘလူးလေးကိုနှိပ်မယ်မှန်ဘလူးကိုနှိပ်ပြီးသွားရင်ဒီ search box ထဲမှာ P A I N D လို့ရိုက်ခဲ့ပြီးတော့ enter ခေါက်လိုက်ပိတ်နေရောက်သွားပြီဆိုရင် brush ထဲမှာဒီမှာတော့ color မှာအမဲဖြစ်နေရမယ် brush မှာလားထိတ်ဆုံးက brush လေးကိုရွေးနောက်က line အထူပါကိုဒီ size ရဲ့ output ကနေကြွားရွေးလို့ရတယ်ကိုက line ကိုထိထိလေးလို့ချင် line မဲမဲလေးကိုရွေးလိုက်ပြီးရင်ကိုရိုက်မဲ့စကက်လုံးက A လို့ရိုက်ချင်တယ်ဒါဆိုရိုက်မဲ့စကက်လုံးကို လက်ရည်အပြင်မှာအထူးသလို mouse ကနေဒီလို tracking ဆွဲသွားလိုက်နော်အဲ့တော့အဲ့ဒါလေးကိုမကြိုက်ရင်ဒီမှာ undo လုပ်လို့ရတယ်နောက်တစ်မျိုးကိုလိုချင်တဲ့လက်ရည်ပုံစံလေးရအောင်တွားလိုက်နော်ရပြီဆိုရင်တော့သူ့ကိုတိမ့်ပေးရမယ် save save မှာနေပြီးသွားရင် file name နေရာမှာ sign လို့ရိုက်ထည့်လိုက်မယ်ဒါဆိုရင် sign ရငကိုတိမ့်ပြီးသားတစ်ခုရှိနေတယ်အဲ့ဆိုရင်တော့ sign 1ဆိုတာလေးကိုထည့်လိုက်မယ်။ folder ကတော့ pp ဆိုတဲ့ folder ကိုထည့်မှာတိတ်မယ် save အဲ့ဒီဘောက်ကိုသွားကြည့်နော်ဒီမှာ sign when ဆိုတဲ့နာမည်လေးနဲ့ဝင်သွားတယ်ဒါဆိုရင်တော့ပိတ်ထဲမှာလက်မှတ်ထိုးပြီးသွားပြီဘောက်ကိုသုံးပြီးထိုးလိုက်တယ်ဆိုရင် brush ကိုသုံးပြီးလက်မှတ်ထိုးလိုက်တယ်အခြေခံနဲ့ပြီးရင် core ထဲမှာဖြစ်တဲ့အတွက် insert ထဲက picture ဆိုတဲ့နည်းကိုသုံးလို့ရတယ် pp folder out ထဲမှာ sign when ဆိုတဲ့ပုံလေးရှိတယ် double click နှိပ်ပြီး core ထည့်လိုက်ရမယ်ဒါဆိုရင်လက်မှတ်လေးကဒီထဲရောက်သွားပြီရောက်သွားရင်သူ့ရဲ့ဒီဘေးကပုံလေးရဲ့အဖြူသားတွေကိုထုတ်ပေးရမှာမဟုတ်လို့သူကဒီလိုဘောင်လေးဝင်နေတဲ့အချိန်မှာဒီမှာ format ဆိုတာလေးရှိတယ် လက်ဖြုတ်လိုက်ဒီမှာ format မမြင်ရတော့ဘူးเนาะအဲ့တော့မမြင်ရရင်ပုံပြန်မှတ်လိုက် format ဆိုတာလေးထွက်လာနိုင်တယ်အဲ့ format အောက်က size size ရဲ့အပေါ် crop ဆိုတာလေးရှိရနှိမ့်ပြီးရင်ဒီဘေးကအတုံးလေးပုံကိုတင်လိုက်ရင်ဒီလိုတီပုံစံလေးမျှလေးကုဆိုမှားတယ်เนาะတီပုံစံလေးဖြစ်အောင်ထားပြီးပြီးအတွင်းကိုဆွဲချုံရတယ်နောက်ထပ်တီပုံစံလေးဖြစ်အောင်ထားအတွင်းကိုဆွဲချုံနောက်အဲ့တိုင်းပဲဒီဘက်မှာဒီပုံစံလေးဖြစ်အောင်ထားအတွင်းကိုဆွဲချုံမယ်ဒီပုံစံလေးဖြစ်အောင်ထားအတွင်းကိုဆွဲချုံမယ် အားလုံးရပြီဆိုရင်တော့ keyboard က enter ခောက်လိုက်လို့ရတယ်ဒါဆိုရင်လက်မှတ်လေးတစ်ချက်ရောက်သွားပြီဒါပေမဲ့အဲ့ဒီလက်မှတ်ဒီဒီအောက်က sign အပေါ်ကိုထားခြင်းလားအဲ့တော့ဒီမှာဆိုစာရွက်က2ရွက်ဖြစ်သွားတဲ့အတွက် insertion point ထားပြီးအောက်ကစာရွက်ကိုပေါ်ပို့ပဲ delete နှိပ် ပြီးအပေါ်ကိုပို့လိုက်နော်ပြီးရင်ဒီအားလေးကိုလက်မှတ်လေးကိုဖိပြီးတော့ညာဘက်ကိုရွှေ့ရခါမှာရွှေ့လို့မရဘူးအဲ့လိုရွှေ့လို့မရရင်ပုံရဲ့ဘေးမှာရှိတဲ့ဒီကားငယ်ပုံလေးကိုတွားလို့ရတယ်။တချို့ကကားငယ်ပုံမပေါ်ရင် format ထဲက ီအနောက်ဆုံးက arrange ရဲ့အပေါ်မှာ rap text ဆိုတာလည်းရှိတယ်။အဲ့ဒီမှာလေးမှာနှိပ်ပြီးတော့ဒီထက်က tight to through ကိုရွှေ့လိုက်လို့ရတယ်။ပြီးရင်တော့ဘေးမှာမြားလေးခုဖြစ်အောင်ထားပြီးတော့ဒီဘက်ကကိုလိုချင်တဲ့နေရာလေးရအောင် dragon ဆွဲလိုက်။ဒါဆိုရင်လက်မှတ်ထိုးတဲ့ဟာလေးရသွားလိမ့်မယ်။နော်။နောက်တနည်းနောက်တနည်းကတော့အပြင်မှာစာရွက်နဲ့ရိုက်ထားတဲ့စာရွက်ထဲမှာဘောပင်နဲ့လက်မှတ်ထိုးထားတဲ့ပုံကကိုယ့်ရဲ့စက်ထဲမှာရောက်နေရမယ်နော်လက်တော်ရဲ့ရောက်နေရမယ်ခေါ်ထဲတာကတော့အတူတူပါပဲအစ်စက်ထဲက ပစ်ချာလေးနဲ့ပဲခေါ်ထင်မယ်နော်ပြီးတော့ရင်ဒီမှာရိုက်ထားတဲ့ပုံလေးရှိရဲဒါက JPG ဘာလို့လဲဆိုတော့ဖုန်းနဲ့ရိုက်ထားတဲ့ပုံဒါကပိတ်ထဲမှာဆွဲထားမှလို့သူက PNG ဆိုတာလေးဝင်တယ်အဲ့တော့ဒီ JPG file လေးကိုဖွင့်လိုက်ဖွင့်ပြီးတော့ရင်ဒီ file လေးမှာလက်ကလက်မှတ်ကနှစ်မျိုးထိုးထားတယ်ကိုကဘယ်လက်မှတ်ကိုယူမှာလဲတီတာလက်မှတ်ကိုယူမှာလား A ကိုယူမှာလားနော်အဲ့တော့ A ကိုယူမယ်ဆိုရင်သူ့အရင် crop လုပ်ရမယ်ဒါကြောင့်ပထမတစ်ခါတော့လို့ပဲ crop ကိုယူလိုက်ပြီးအောက်ဆုံးက အမဲဆက်ပေါ်မှာတင်မယ်မြားသည်ဒီပုံစံလေးဖြစ်ရမယ်เนาะဒီလိုလေးခုမဖြစ်ရဘူးဒီပုံစံဖြစ်ရင်ဖြစ်ပြီးအပေါ်ကိုတွန်းရွှေ့မယ်နောက်ထပ်ဒီပုံစံဖြစ်အောင်ထားဖြစ်ပြီးအပေါ်ကိုတွန်းရွှေ့ဒီပုံစံဖြစ်အောင်ထား တွန်းရွှေ့ကိုလိုချင်တဲ့စာကဒီ A ထိလိုချင်တာဆိုတော့ဖြစ်ပြီးအပေါ်ကိုတွန်းရွှေ့လိုက်ပြီးအဲ့တိုင်းပဲအပေါ်လည်းဒီလိုမြားနှစ်ခုမဖြစ်ရဘူးเนาะဒီပုံစံလေးဖြစ်အောင်ထားဖြစ်ပြီးတော့ဆွဲဒါဆိုရင်တော့သူစာကဖေရောက်သွားလဲဆိုတော့ဒီပေါ်ရောက်သွားပြီဘေးဘက်တီကိုလည်းချုပ်မယ် ဒီပုံစံလေးဖြစ်အောင်ထားဆွဲချုပ်ဒီဘက်လည်းအလိုပဲဒီပုံစံလေးဖြစ်အောင်ထားဆွဲချုပ်ပြီးတော့ရင်တော့ enter ခောက်ပြရမယ်နော်အဲ့တော့အပြင်မှာဓာတ်ပုံရိုက်ထားတာဖြစ်တဲ့အတွက်သူကနောက်ခံရဝင်နေတယ်အဲ့တော့အဲ့ဒီနောက်ခံဝင်နေတာလေးကိုကအရောင်လျှော့မယ်ဆိုရင်ဒီ format ထည့်ရမယ် select ဖြစ်ရင် format မမြင်ရဘူးပုံဝမှတ်ထားပြီးရင် format ထည့်ရမယ် adjust ရအပေါ်မှာ correction ဆိုတာလေးရှိရယ် correction မှာနေနည်းနည်းလေးအဖြူရောင်ဘက်လင်းတာလေးတစ်ခုကိုရွှေ့လိုက်ဒါဆိုနည်းနည်းလေးအဖြူပုံစံဖြစ်သွားပြီ ို့ဒီမှာတော့စွစွားလိုပဲဆွဲရွှေလို့မရဘူးဒါဆိုရင်ဒီဘေးမှာရှိခန်းငယ်ပုံလေးကနေတစ်ခုကိုရွှေလိုက်ရင်ဆွဲရွှေလို့ရသွားမယ်အဲ့တော့နောက်ထပ် correction နဲ့မှာထပ်နေမယ်နောက်တစ်မျိုးအဖြူသားကိုလိုချင်တဲ့အဖြူသားလေးရတဲ့အထိမှာဒါဆိုရင်တော့အရန်ဝါသွားတယ်ဒါဆိုရင်ဖြူတော့ဖြူသေးရယ်နော်ဒါဆိုရင်အထက်ကစသားပြောက်မသွားဘူးလိုက်ကြည့်ရမယ်ဒါဆိုရင်အထက်ကစသားမပြောက်သွားသေးဒါနဲ့သူကနောက်ခံရတော့နည်းနည်းလေးပါလို့လဲဆိုရင်မဲနေရလေးရှိတယ် အဲ့ဒီမှာဒီလောက်လောက်ဆိုရပြီပေါ့နော်ကလေးနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီနောက်ဖက်အရာကိုဖျောက်ချင်တာဖြစ်တယ်တော့ဒီမှာဖြူမီကိုအနည်းနဲ့အရာဝင်နေသေးတယ်အဲ့ဒါကိုဖျောက်ချင်တာဖြစ်တဲ့အတွက်ရှေ့ဆုံးက remove background လေးကိုနှိပ်မယ်ဒီမှာ keep changes ဆိုတာလေးရှိရယ် keep changes ကိုနှိပ်လိုက်ဒါဆို select ဖြစ်လိုက်ရယ်ဆိုအေးပုံစံလေးရသွားတယ်နော်ပြီးရင်တော့သူ့ကိုလည်းစစွားလူပဲကိုလိုချင်တာ sign out ကိုထားခြင်း sign out ဒီဘက်ထားခြင်းဒီဘက်နော်အဲ့တော့လက်ညင်တာကတော့ပိတ်ထဲမှာလက်မှတ် ရေးပြီးတော့ဒီဘက်ကိုခေါ်ထည့်လိုက်တာတော့ဟိုအဆင်ပြေတယ်နော်အဲ့တော့သူကကာလာလေးကဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်မကြိုက်သေးဘူးဆိုထပ်ပြင်လို့ရတယ်ဒီမှာကာလာလေးတွေပြန်လျှော့လို့ရတယ်နော်ဒါကကြတော့ကာလာလျှော့ရတယ်ဟာအယောင်လေးတွေကာလာတုံးလေးတွေလျှော့လို့ရတယ်ဒါကတော့ငကိုအယောင်တန်းသွားတယ်ဒါကာလာတုံးပြီးသွားရင်ဒီမှာကပိချာကာလာပိချာကာလာထဲမှာသူကဒီထဲမှာအယောင်ထည့်ကျင်တယ်အယောင်ထည့်ကျင်တယ်ဆိုရင်ဒီမှာဖေး failure ကနေမှာ solid line ဒါနောက်ခံနေထည့်တာเนาะအဲ့တော့ဒီဟာက line မထည့်ဘူးဆိုရင် no line ပေါ့အဲ line လေးပဲထည့်မယ်ဒါဆိုရင်တော့ဘေးက bound လေးထည့်ရင် solid line သွားတာเนาะအခုကတော့ line မထည့်လို့ no line နဲ့ပဲသွားမယ်အဲ့တော့ဒါလေးကတော့ဗာလဲဆိုတော့အပြင်မှာ phone နဲ့ဓာတ်ပုံပြန်ရိုက်ထားတဲ့လက်မှတ်ကို Microsoft Word ထဲမှာခေါ်ထည့်တာเนาะသင်ပြမှာပါလုံးကြည့်ပါဦး